တမ33ရဲ့ဘူဟာမှူးကြီးမွေးငါဖြစ်သွားတဲ့အကြောင်းကိုကျွန်တော်ဖော်ပြပေးမှာပါဘူဟာမှူးကြီးငယ်ပြီးရောက်သွားတဲ့အချိန်မှာဂျမ်ဖက်စစ်ခွေးတက်ကကောင်းနေခွေးပြီးဝပြီးပြေးသွားတာအားရစရာအလွန်ကောင်းနေစစ်ကြောင်းမှာပါလာတဲ့ဂျမ်ဖက်စစ်ခွေးအကောင်90ကျော်ကိုတစ်ချက်ထဲမှာအပီဖုတ်လိုက်တဲ့အညာသားကြီးတွေရဲ့လက်စွမ်းသဘောကျနှစ်သက်တယ်ဆိုရင်လက်မလေးထောင်ပေးပါကျွန်တော်ရဲ့မိသားစုလေး ဲ့ဒီအကြောင်းကိုဖော်ပြมาဖြစ်ပါတယ်နောက်ထပ်လက်မထောင်စရာတွေအများကြီးရှိသေးတယ်ဗျာမုံရနမခကနေပြီးတော့ပရာမော်တာနှစ်စင်းတက်လာတယ်ဒဇင်းကပြတ်ကျပြီးတော့အပေါ်ကကောင်းမြကြီးပေါ်ကိုစောက်ထိုးဆင်းဇက်ကျိုးတိတ်သွားတဲ့လေပဲအကြောင်းမှာဖော်ပြมาပါလက်မလေးလေးထပ်ပြီးတော့ပေးပါဦးနောက်ထပ်လမအကြီးကြီးပြရမယ်တရင်ရှိပါသေးတယ် စကြောင်းတစ်ချောင်းလုံးဗျာပဝါမကူရေမရှူစမ်းအလံဖြူထောင်လက်နဲ့ခြာသွားတယ်အကျဲမဲ့ဖက်စစ်ခွေးတက်စကြောင်းအကြောင်းကိုဖော်ပြပေးမှာပါတို့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိသားစုနဲ့တူချင်းစီတိုင်းကိုတရေစာဖိတ်ခေါ်လိုက်ပါတယ်လက်မလေးတွေထောင်ပေးပါလို့ကျွန်တော်ပြောထားတယ်ကျွန်တော်ရဲ့မိသားစုဝင်နေဟုတ်ပြီဘယ်တဲ့ကောင်းစဉ်တွေဘယ်တဲ့ကောင်းကြီးတွေကိုကျွန်တော်ရဲ့မိသားစုတွေအရင်ကြားချင်တယ် လေးဘောကနေပြီးတော့စောက်ထိုးကြမြကြီးပေါ်ရောက်ဇက်ကျိုးတည်ဆုံးသွားတဲ့လေဘဲဟာရတာရှိလိုက်တာဗျာအပေါ်မှာမกินရလဲအောက်မှာတန်းပြီးတော့กินစားရုံပဲလက်လက်ဆက်ဆက်လေးဟုတ်ပြီနိုဝင်ဘာ7ရက်နေ့ဒီကနေ့နေ့လေ7:15မိနစ်မှာ ကြီးမောင်ထံတိုင်းမှုဘုံမှုချုပ်မျိုးမင်းထွန်ခိုအောင်နေတဲ့ရှိနေတဲ့မော်ရမျိုးအခြေဆိုင်နောက်နောက်ပိုင်းစစ်ဌာနချုပ်နာမခဘောလာမလာနှစင်းပြန်တက်တယ်ဒဇင်းပြတ်ကြတယ်ကျွန်တော်တို့ဖော်ပြနေကြကြီးမောင်ထံဘူးတယ်ဆိုရင်ကျွန်တော်မိသားစုနေအဲ့ဒီတိုင်းမှုကဘသူပါလဲဘလို့အခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ပြီးပြီလဲ ျွန်တော်ရဲ့သတင်းဟုတ်အရင်အစပိုင်းတွေမှာကျွန်တော်ပြောဖော်ပြမှုတွေကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ဒီကောင်လေးကိုဖမ်းမိတယ်အရှင်ဖမ်းမိဒီကောင်လေးကိုကျွန်တော်တို့ကျွန်တော်တို့ကမလည်းဖတ်ထိတ်ရှိတာပဲအာကျွန်တော်ဖတ်ထိတ်စလို့ဗျာကျွန်တော်တို့က group ချင်းတူရတယ်ဝါလေးပါလေးခုတ်ဖွာလေးပါလေးရှင်ပစ္စည်းလေးပါလေးတဲ့အာမဟုတ်ဘူးကြောင်ပြည်သူကဝေးတစ်ဖက်ဝင်လူငယ်တွေမအားဘူးဗျာဆော့အနန္တတွေမကောင်းဘူးဗျာကျွန်တော်တို့အိမ်သားတွေတန်ရှင်းလုပ်ဖို့အတွက်လူလူတွေ ဆိုတော့ကျွန်တော်တိုင်းမုတ်ွေကြီးပဲကိုတီးတန်ဖတ်တယ်လှုပ်ခိုင်းတာအဲ့ဒါချီပုံထန်အင်းသာတန်ရှင်းလှုပ်ကတယ်လာစစ်လို့မစင်ကြံနေသေးတယ်ဆိုရင်တော့ရှာနဲ့ပါရက်ကမယ်နော်ဒါကြောင့်ချီပုံထန်ဘူးတဲ့တိုင်းမုဆိုရင်တော့ကျွန်တော်တို့တိုင်းရင်းသားတစ်ဖက်ဝင်နေတယ်ကျွန်တော်တော်လန်တော့တစ်ဖက်ဝင်နေမှာဖန်စီခံဘူးတဲ့သူဖြစ်ပါတယ် ဆိုတော့အချို့နိုင်ငံတွေမှာကျွန်တော်တို့ပြန်ပြီးတော့ပေါ့ဗျာဒီလှုပ်ပြလိုက်တဲ့အကြံပစစ်ခွေးတက်ကကောင်းနေမင်းအွန်လိုင်းကမင်းတို့မသိမချင်းငါအတွက်ချပေးရမယ်မသိမချင်းမင်းတို့တိုက်ပေးရမယ်ဆိုတော့ရှေ့တန်းပြန်ထွက်အဲ့တော့ရှေ့တန်းမှာရောက်လာတဲ့မြင်းနိုင်ငံနဲ့ဘာကြောင့်လဲကျွန်တော်တို့တော်လာတဲ့တပ်ဖွဲ့ဝင်တွေမြင်တာနဲ့ဟာငါတကောင်းနေပါခဲ့ချီးဘုံကိုထမ်းခဲ့ပူတာကိုဗျာဟုတ်ပြီအော်တိုနော် auto win auto loss ကျွန်တော်တို့ရင်ဆိုင်ထိတိုက်တွေ့ပြီဆိုတာနဲ့သူရဲ့စိတ်မှာကိုကအလိုလိုရှုံနေနေတာဟုတ်ပြီညောင်မင်းထွေချီဘုံထမ်းမှုရဲ့တိုင်းမှုဘုံမှုချုပ်ကြီးခိုအောင်နေတဲ့မုံရမြို့ခြေဆိုင်နောက်မြောက်ပိုင်းစစ်ဌာနချုပ်နမခပါမော်ရာ၂ဆင်းပြန်တက်တယ်ဒဇင်းကတော့တက်ကြသွားတယ်ပေါ်မှာလိုက်ပါလာတဲ့အကျန်းဖတ်စစ် ခွေးတက်ကလေပဲဟာမြေကြီးပေါ်မှာကြာပြုတ်ကြာဖုတ်စကြိုတေဆုံးလမလေးလေးထောင်ပြီးပါလို့ပြောရတာဖြစ်တယ်ဟုတ်ပြီတမ33ဘူဟာမူကြီးမွေင်းကားဖြစ်သွားတယ်လေဗျာစိတ်တော့မကောင်းဘူးမွေင်းကားတွေနေတိုင်းချက်နေရသူရဲ့နောက်တန်းမှာဒါကြောင့်တခါမနေ့ကတော့ကျွန်တော်ပြောပါသေးတယ် ဝင်းကရေကြဲကြဲတွေချက်နေပါနဲ့ဗျာအများသူငါလည်းမရှိစင်းရဲသားတွေလည်းစားတော့လို့ရအောင်ဝင်းကပြစ်ပြစ်လေးပေါ့ဗျာအိုးပဲဦးလေးနဲ့အဲကျွန်တော်တို့ငါပြောပင်လေးဗာလေးညာလေးထည့်ပြီးတော့ဗျာကောင်းမှုကျွေးပေါ့ဟုတ်ပြီဒီဒီကိုကျွန်တော်မဖော်ပြခင်မှာစောချက်သူကိုးကွယ်တဲ့ဆရာသခင်တင်ထားတဲ့ကြားဖြန့်ခေါင်းဆောင်ကိုထိုင်းနိုင်ငံကနေပြီးတော့တရုတ်ကိုဒီကနေ့ပဲလွှဲပြောင်းပေးလိုက်ပါ ကျွန်တော်ကဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ခြားသောမီဒီယာတွေမှာဖော်ပြခဲ့ပြီးကျောင်းမိသားစုတွေလည်းကြားမှာပါဒါကိုပြောချင်တာမဟုတ်ဘူးဗျသူထိုင်းနိုင်ငံမှာဖန်ခံနေရတဲ့အချိန်မှာ BGF das KNA စောချစ်သူဦးဆောင်ပြီးတော့ကျမ်းမာပါစေကြောင်းချမ်းသာပါစေကြောင်းလွတ်မြောက်ပါစေကြောင်းဆိုပြီးတော့သူတို့တွေစူတောင်းပွဲကိုခန်းခန်းနားနားလုပ်ခဲ့သေးတာ ဒါလေးကိုပြောချင်တာကျွန်တော်ရဲ့မိသားစုဝင်တွေမိနေမှာစိုးလို့ကြားဖြန့်ခေါင်းဆောင်လူလိန်ရာဇွတ်သားကိုဆူတောင်းပွဲအကြီးအကျယ်လုပ်ပြီးတော့သူတို့တွေကဟုတ်ပြီသူကိုယ်ပွေတဲ့သူနော်သူ့ရဲ့ဆရာသခင်နော်သူ့ရဲ့ခေါင်းခိုင်နော်အခုလက်ရှိရွှေကုတ်ကိုကိုတီထောင်ခဲ့တဲ့သူနော်အခုတရုတ်ကိုလွှဲပြီးခံလိုက်ရပြီ။ ဟုတ်ပြီတစ်ဆက်ထဲမှာပဲမေကုန်းတွေထွက်နေတယ်အဲ့ဒါကတော့စောချစ်သူဟာပယ်ဆောက်ချိန်လိုမျိုးကြုံတွေ့နိုင်ရမလားတဲ့စောချောကျွန်တော်ဒီမေကုန်းတွေကိုကျွန်တော်ကြားတော့ဗောနောဟာမေကုန်းရင်ကောင်းတာပဲပယ်ဆောက်ချိန်မင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကုတ်ကန်ဒေတာဘက်မှာကြားဖြတ်လုပ်ငန်းတွေအကြီးအကျယ်ပြီးတော့ရာဇဝတ်လုပ်ငန်းတွေကိုအကြီးအကျယ်လုပ်ခဲ့တဲ့ဂိုင်းစတာလို့လို့ပါလို့လို့ ဒါ main online ကိုယ်တိုင်မှယာရုကြီးကြီးပေးထားတဲ့ကောင်ဆိုတော့အခုတယောက်ကတေးတန်ပေးပြီသူတယောက်တည်းမဟုတ်ဘူးနော်သူသူနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးကိုတေးတန်ပေးပြစ်တာအခု BGF စောချစ်သူသူကိုးကွယ်တဲ့သူယုံကြည်ရတဲ့သူလေးစားရတဲ့ချစ်ကိုကိုကြီးကိုတီထောင်ခဲ့သူကေပကြီးကိုတီထောင်ခဲ့သူကအခုထိုင်းအစိုးရကနေပြီးတော့တယောက်အစိုးရကိုလွှဲပေးလိုက်တဲ့အခါမှာဘီဂျက်ခေါင်းဆောင်စောချစ်သူကပဲဆောက်ချိန်လူကြုံတွေ့ရတော့မလား ဆိုတဲ့မိကုန်းတွေထွက်လာတာဖြစ်ပါတယ်ဆိုတော့ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုကိုကြည့်နေကျွန်တော်မိသားစုဝင်တွေပို့ပြီးတော့တိတ်မှာပါအခုတော်လန်တော့ကျွန်တော်ရဲ့မိသားစုဝင်တွေအယံကိုပါနေတယ်အယံကိုကျွမ်းကျင်တယ်နိုင်ငံရေးစီးပွားရေးတော်လန်ရေးအကုန်လုံးကိုကျွန်တော်ရဲ့မိသားစုဝင်တွေတည်ပြီးသားပါအဖြေကကျွန်တော်ရဲ့မိသားစုဝင်တွေမှာပါရှိပါပါဟုတ်ပြီနောက်တစ်ခုကစစ်တပ်မြို့တော်လို့နာမည်ကြီးတဲ့ပြင်ဦးလွင်မှာ မြို့လေကောင်ကြီးမှာဗျာရွှေဆိုင်ဓမြတိုက်ခံလိုက်ရတယ်။အဲ့ဒီဗီဒီယိုကိုကျွန်တော်ဖော်ပြခြင်းနေဗျာကျွန်တော်ရဲ့ Telegram လက်တော်အဆင်မပြေသေးလို့ဒါပေမဲ့မနက်ဖြန်ကြရင်တော့ကျွန်တော် channel တစ်ခုထပ်ပြီးတော့လုတ်လိုက်ပြီဗျာ။အရင် channel ရလဲကျွန်တော်ရဲ့ original channel ပဲ။အဲကျွန်တော် ownership ကတော့ဖြစ်သွားတော့เนาะကျွန်တော်ရဲ့မိသားစုဝင်ဆိုတော့ကျွန်တော်တို့ channel လေးတကူထပ်ဖွင့်မယ်ကျွန်တော်တို့မိသားစုနဲ့ကျွန်တော်အရင်လိုပဲစကားတွေပြောမယ်ဆွေးနွေးကြမယ်ပြီးကကျွန်တော်မိသားစုတွေကိုကျွန်တော်တရားဝင်အကြောင်းကြားပေးမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုတွေကျွန်တော်ပြစရာတွေအများကြီးဖြစ်နေပြီဆိုတော့ အဲ့ဒီမှာလည်းပဲမြို့လေကောင်စစ်တပ်အဓိကကြီးစိုးတဲ့နေရာပြင်းဦးလေလေဗျာဆိုတော့ဒီလိုမြို့လေကောင်မှာအခုအချမ်းပစစ်ခွေးတက်ကမိသားစုဝင်တွေပဲစီးပွားရေးတွေအဲ့ဒီမှာအများဆုံးလုပ်ကြတာမိသားစုဝင်မဟုတ်တောင်မှပတ်သက်သူတွေအကုန်လုံးဆိုတော့သူရဲ့စီးပွားရေးနဲ့သူတို့ရဲ့လူနေမှုတောင်မှမလုံခြုံတော့တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။နေကင်းကြောင်တောင်ကြီးရွှေစံကိုတ냐တိုက်တယ်။ပြီးတော့ဒါဆိုင်ဝင်ဒန်းလို့ဆိုတဲ့သူကိုတနက်နဲ့ ်လိုက်တယ်ပြီးတော့ကျွန်တော်ရုပ်သံဗီဒီယိုပဲဆိုင်တွင်းရုပ်သံဗီဒီယိုနဲ့ဆိုင်ပြန်ရုပ်သံဗီဒီယိုဆိုင်ပြန်มาလည်းပဲဒါမောင်းပြဖို့စူးစမ်းနေတဲ့သူတွေကိုပဲကျွန်တော်တို့ရက်သားပြည်သူတွေကပဲဝိုင်းပြီးတော့ဖမ်းလိုက်ရတယ်ဆိုတော့ပြီးရင်တော့လာมาပဲလေသူတို့ကအေးအင်းတို့ကိုပြည်သူရဲတွေဝိုင်းထားတယ်ပါညာဆိုပြီးရုပ်ရှင်ဇလန်းတိုင်းပေါ့ဗျာဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာအာစစ်တပ်ကြီးစိုးပါလေဆိုတော့မြို့တော်မှာရှိနေတယ်ဇီဝရေးလူမှုရေး ဘာတစ်ခုမှမလုံခြုံတော့ဘူးချိုးကျိုးဖောက်ခံနေရပြီဆိုတဲ့အကြောင်းတွေကိုလည်းဖော်ပြခြင်းနဲ့နောက်တစ်ခုကအဲ့ဒီမြို့မှာကျွန်တော်တို့ပေါ့နော်ဒါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဖမ်းခံရတဲ့သူပေါ့နော်ပြီးတော့ကျွန်တော်တို့လွတ်မြောက်သွားတဲ့သူပေါ့အဲဒါမှဟိုဒီနှစ်ယောက်မှာတယောက်ကတော့ကျွန်တော်တို့ဖန်ဆီးရမိထားတယ်လို့ကြားထားရတယ်လွတ်မြောက်သွားတဲ့သူကမြူးကြီးလို့ကျွန်တော်သိရှိထားရတယ်မန္တလေးမြရည်နန္ဒရက်ွက်မှာနေထိုင်တယ်လို့သိရပါတယ်ဆိုတော့မန္တလေးပြင်ဦးလိမ် ကျွန်တော်မိသားစုနဲ့အဲ့ဒီမှာဘသူတွေနေထိုင်ကြရလဲသိရနော်ကျွန်တော်မိသားသိရနော်ဆိုတော့သူတို့လက်ထဲကိုပစ္စတိုဘလို့ရောက်လာတာလေကျွန်တော်မိသားစုနဲ့သိရနော်သိရနော်ဒီကောင်းလေးတော်တော်ရဲတယ်နော်ကျွန်တော်မိသားစုအရှင်ဖမ်းမိတဲ့ကောင်းရဲ့သဘင်ပုံစံကိုကြည့်ပြီးွားရလားမသိဘူးကျွန်တော်ရဲ့မိသားစုနေဒီလိုပဲကျွန်တော်လိုပဲကျွန်တော်ရောလည်းရဲဘော်ခေပေါ့ဗျာဒီကောင်းကြီးကတော့စစ်ခွေးကြီးပုံကိုကြည့်ရဲမှရဲ ါလဲကျွန်တော်မိသားစုဝင်တွေမှာအဖြေရှိမှာပါဟုတ်ပြီအဓိကကျွန်တော်ဒီနေ့တင်ပြခြင်းနဲ့အကြောင်းအရာကြီးလာပါပြီဗျာအားလုံးလက်မလေးတွေထောက်မေးထားကြပါပြူဟာမှုမုန်းကားဖြစ်သွားတဲ့အညာသားကြီးတွေရဲ့ဖုတ်ချက်ကတော့ရှယ်ပလန်နဲ့လန်ထွက်နေရောဗျာအညာသားတွေကိုဒီကောင်နေအရန်ရှော့တက်တာဒါအကင်းမရှိသေးဘူးဒီကောင်နေခံရအောင်ဒီချက်များကခံရအောင် ဒါကြောင့်အညာမျိုးကိုလာတဲ့လေကြောင်းကနေပြီးတော့ဘုံကျဲတဲ့ပါမတာတွေသုံးတဲ့လက်နဲ့ချီတွေပြတ်တဲ့ရွာတွေကိုမီးရှို့တဲ့ရသပြည်သူတွေကိုအရှင်လက်လက်တပ်ဖြတ်တယ်။ကြောက်တရားတွင်းနဲ့ရက်ဆက်ကန်းကုန်အညာသားတွေခံရတာအညာသားတွေအတိဆုံးအညာသားတွေရဲ့မြေမှာကျတဲ့တွင်းခုချိန်ထိမချောက်သေးဘူး။အညာမျိုးဟာကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ် အခုညာမြေမှာတက်မ33ရဲ့ viewer မူကြီးငဲပြီရောက်သွားတယ်ဆိုတော့ဟာပြောကောင်းလိုက်တာကျွန်တော်ရဲ့မိသားစုဝင်တွေရတညာကတော့ကျွန်တော်ကိုနိုင်လဲ share plan နဲ့အိတ်အားလုံးပြည့်စုံတယ်လို့ပြောလို့ရတယ်အားရကျင်းတဲ့ဆရာကောင်းလာတော့ဒီကောင်တကောင်နဲ့ငဲပြူရောက်သွားတာမဟုတ်ဘူးဗျာဒီကောင်ဥဆောင်လာတဲ့စကြောင်းတစ်ခုလုံးပြတ်သွားတာအဲ့ဒီမှာပါလာချမ်ပစစ်ခွေးတက်အကောင်50ကျော်လုံးတစ်ချက်သေးနဲ့အကုန်ဘွားကူး ကျော်ပြောရတိုင်းနဲ့မက်ဆီတော့ပင်းကြိုက်ဘူးကိုတွင်းကိုတူးချောက်ထိုးစင်းဒါမဲ့သူတို့လဲတော့တိမ်မာကြောက်တဲ့ကောင်တွေခွပြီးဝယ်ပြီးပြင်းနေကြတာဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်အသေးစိတ်လေးနည်းနည်းလေးဖော်ပြပေးခြင်းနေဗျအင်းအတရာကျော်ပါတဲ့တမ33တိုက်ခတ်ရေးစကြောင်းကြီးစကြောင်းစုဖွဲ့မှုတွေပျက်စီးပြီးတော့အကောင်90ကျော် ဒီ break တွေတည်ပြီးတော့ကြံတဲ့ကောင်တွေကခွေးပြေးပေါ်ပြီးပြေးစစ်တုံးမန်းအရှင်တွေထုံးစံအတိုင်းပေါ့ဗျာနည်းနည်းငယ်လေးနဲ့15ဟောအရှင်ဖမ်းမိထားပါဗျာတာရကြာတယ်ကွာလှုပ်ရှားရှိတာမြင်မြင်လှုပ်လိုက်တော့ဟုတ်ပြီကျွန်တော်တို့ပြောနေပါလဲလက်နှက်နှက်လူလို့တနှက်လူပြီးထွက်ပြေးအေးပါကွာ ဟုတ်ပြီစကိုင်းတိုင်းကပ်ဘူးမြို့နယ်ခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုအပီပင်ကျုံးမယ်ပေါ့ဗျာကျွန်တော်အညာသားတပ်ဖွဲ့ဝင်တွေကိုဒါတို့ချိန်မုတ်တိုက်ခိုက်မယ်ဆိုပြီးတော့အားကြီးနဲ့ကြီးတက်လာတာကျွန်တော်အညာသားတွေခံရတာတွေရှိတယ်ဗျာအချို့ဆိုကကင်းစကန်တွေမှာကျွန်တော်ဖော်ပြခဲ့ပူတယ်ကကင်းစကန်လေးဆိုတော့ဘာမှမဟုတ်ဗျာယာယီစကန်ပေါ့နော်ကျွန်တော် အဲ့ဒီကာကင်းယာယီစကန်လေးတွေကျွန်တော်စီးနင်းခံရလားရှိတယ်ကျွန်တော်ရဲဘော်တွေအသက်ပေးခံရလားရှိတယ်ဒီအပိုင်းတွင်းမှာကျွန်တော်မိသားစုကိုကျွန်တော်ဖော်ပြဘူးလေဆိုတော့ကျွန်တော်ဒီဗီဒီယိုတွေကိုကြည့်နေတယ်ကျွန်တော်မိသားစုဝင်နေဆိုတရင်လို့မျိုးကြားရတာမဟုတ်ပဲနဲ့ကျွန်တော်မိသားစုဝင်အချင်းချင်းပြောပြနေတာဆွေးနွေးနေတာဖော်ပြနေတဲ့ပုံစံမျိုးပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ခံတာကျွန်တော်သိတယ်အညာသားတွေခံရတာအညာသားတွေပို့ပြီးနာကျင် ဟုတ်အခုဒီကြောင့်ထောလာတဲ့အင်အားတရာကျော်ပါတဲ့တပ်မ30 30ကျောင်းကြီးကိုစုဖွဲ့မှုလုံးဝကိုပြတ်သွားအောင်ပြီးတော့စစ်ကြောင်းမှုအပါအဝင်စစ်ကွင်းအကောင့်90ကျော်ကိုတန်းပြီးတော့တုတ်တင်ရှင်းလင်းလိုက်တဲ့ပွဲစစ်တုံးပန်း15အကောင့်ကိုအရှင်ဖမ်းမိထားတဲ့မျက်နှာငယ်လေးတွေနဲ့ကုန်းကျွေးပါဆရာတို့ရေရေလေးတိုက်ပါအောင်ဆရာတို့ရေစလိတ်လေးတောက်ချင်လို့ပါဆိုရဲ အတန်တွေနဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေကိုဆရာဆရာဆရာခေါ်နေတဲ့ကောင်တွေကိုအရှင်ဖမ်းမိထားတယ်ကျွန်တော်မိသားစုဝင်တွေကျွန်တော်တို့ဘာလုပ်သင့်လဲဆရာကျွန်တော်တို့ဘာမှမသိအောင်ကျွန်တော်တို့ကပါစာတွေပြည်သူစစ်တွေပါကျွန်တော်ကအဖေအမေကိုလုံကျွေးနေတာကျွန်တော်အလုပ်သွားရင်းနဲ့ပေါ်တာဆွဲခံရတာကျွန်တော်တငယ်ချင်းတွေနဲ့ အပြင်မှာလက်ဖက်တွေတောက်ပြီးတော့အင်ကိုပြန်လာတာကျွန်တော်တို့ပေါ်တာဆွဲခံရတာကျွန်တော်တို့မှာမိသားစုနဲ့ပါကျွန်တော်တို့မှာအဖေအမေလှုပ်ကျွေးနေတဲ့လူတွေမှာလေးတွေပါကျွန်တော်တို့တနာပါဟာအတန်နေဆုံးနေရောဗျာရွာစဉ်ဖတ်တရားပြီးတရားမီးရှို့မင်းလေးတွေ့ရင်အဖွားအိုပါမချမ်းမရင်းကျင့်တက်ဖြတ်အရှင်လက်လက်မီးရှို့တက်ဖြတ်တဲ့ကောင်းလေး ဒီကောင်လေးလှုပ်နေတဲ့အချိန်မှာဒီလိုပုံစံမဟုတ်ဘူးသူကျွန်တော်တို့စီမိလာပြီဆိုရင်အာဆရာကျွန်တော်တို့ကဘလို့ပါဆိုတော့ဘာလို့တင့်လဲဆိုတာကျွန်တော်ရဲ့ video comment မှာရေးပေးခဲ့ပါဟုတ်ပြီလက်နဲ့ခရင်ရရှိတဲ့အပိုင်းလေးကိုလည်းနိုင်ငံဖော်ပြမယ် M1 နလ M3 နလ M4 တလ G3 ခုနလ M6 တလ MAM တလကာဘိုင်ငါလ Sliver တလကျွန်တော်တို့ ဒရုန်းဒဇင်ဂျမ်ဘာအကြီးတလက်ပါဝါစတေရှင်တလုံးလက်တော့တလုံးဖူဒီမမဘုံတလုံးနဲ့အင်နာကသုံးလုံးတို့တင်စီရမိခဲ့ကြောင်းသိရှိရတယ်ပြန်ကျဲနေတဲ့ကျွန်တော်တိုက်ခိုက်ချိန်မုံထားတဲ့အခြေအနေမှာလက်ရှိချိန်မှာလည်းကျွန်တော်တို့လိုက်လံရှာဖွေဖန်စီသိသိနေစေပဲရှိပါသေးတယ်။ဒါကလည်း breaking news เนาะကျွန်တော်ရဲ့မိသားစုနဲ့ upgrade လို့ပြောလို့ရပါတယ်။ဟုတ်ပြီစကြောင်းဖူး တမ33ပြူဟာမှုကြီးငယ်ပြီကိုဘသူကိုမှနှုတ်ဆက်ဖဲနဲ့ဆင်းသွားတဲ့အခါမှာအချို့တဝက်စခွေးတွေကအရှင်ကြံခဲ့ပြီးတော့မစနူကောင်တွေအပြေးညံတဲ့ကောင်တွေကတော့ဝတ်တိုးခွေးအထိုင်တက်စကန်တွေကို ပြန်ဝင်သွားတယ်လို့တော့ကျွန်တော်တို့သတင်းရရှိထားတယ်နမခါကတက်လာတဲ့ ဂျာယိုကော့ပလာ3စင်းဟာခင်ဦးကန့်ဘရူနေဆက်နှစ်ကြိမ်မှလေးချောင်းတက်ခတ်ပြီးတော့ပြန်ခောက်သွားတယ်။ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်နေထိခိုက်မရှိဘူးလို့တော့သိရှိထားရပါတယ်။အဲ့ဒီပရမိုတာနမခါကတတ်လာတာကျွန်တော်အရှိမပြောခဲ့တယ်တကောင်တစင်းကပြက်ကြပြီးတော့ဟာအေးဘောအေးဘော emergency emergency ပြီးပေါ်ပြီးပေါ်ပြီးပေါ်ဟိုမှာလဲဘီယာမူကတင်းနေပြီးစောင်းတကောင်လုံးကလည်းပဲ ခွေးမီးဖုတ်ခန်းနေရပြီလောက်ကြောက်ပါအောင်ကဲပါအောင်တည့်ရဲ့အတိုင်းကျွန်တော်မိသားစုနေတကယ်တမ်းသူရင်ကိုရင် face to face ဘယ်တယ်လဲဆိုင်ရင်ဒီကောင်လေးစစ်ကူတောင်းတာကလေးချောင်းပစ်ကူကျွန်တော်မိသားစုနေအနေငယ်စဉ်းစားကြည့်ကျွန်တော်တို့လေးချောင်းပစ်ကူတောင်းစရာကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာမရှိဘူးဒီကောင်လေးကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတန်ကြားပြီး ျွန်တော်တို့ဘက်ကဘမ်း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 ဆိုလို့ပေါက်လိုက်ပြီဆိုတာနဲ့စပေါက်လေကြောင်းပစ်ကူတောင်းဒါပဲသူတို့လုပ်တာအဲ့ဒါကိုသူတို့ကိုသူတို့ဘဝကြက်ကလော်ဘီတွေပေါ့ဗျာပြီးတော့စပေါက်စပက်ရှယ်ပလန်နဲ့မလိုက်ရက်လိုက်ငုံလုံနေတဲ့ကောင်တွေအော်တတိပြတိရှိတယ်အပါညာပြောနေတော့ကျွန်တော်အံ့ဩတယ်အဲ့ဒီနှစ်ချက်အဲ့ဒီနှစ်ချက်ကြည့်ကျွန်တော်တို့ တိုက်ပွဲမှာဗရယ်တွေ့တယ်ဆိုရင်ကျွန်တော်တို့ကစစ်ခွေးပြီးဖုတ်ဖို့အတွက်ဆုံးဖြတ်ပြီးသားသူတို့ကကျွန်တော်တို့ပြစ်ပြီးဆိုတာနဲ့လေကြောင်းပြစ်ကူကိုစာတောင်းတော့တာပဲဟုတ်ပြီအဲ့ဒီတိုက်ခိုက်မှုတွင်မှာကျွန်တော်ကံကံပကပါကဘတိုက်နယ်ပကပါကြောက်တိုင်ပကပါရေဦးမြို့နယ်လက်ယုံတက်ပကပါခင်ဦးပကပါနယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ PD F ပကပစုဖွဲ့မှုတခွဲတွေအပါအဝင်ညာသားကြီးတွေ special plan နဲ့မိဖုတ်လိုက်တာဖြစ်ပါတယ်။ gain နပြည်သူကဝေးတပ်ဖို့ပကပရဲ့ကနေဦးတိုက်ပွဲသတင်းထုတ်ပြန်ချက်တွေမှာလေကမ္ဘူခန်ရှူဝခိုင်မှာစကြောင်းထိုးပြီးတော့ကျွန်မလောက်ရက်တွေကိုလှောက်ဆောင်နေတဲ့ဒါကျွန်မဖက်စစ်ခွစ်တက်ကစကြောင်းတွေကို ကမ္ဘုကိုင်ပကပထုလုရှာရေးတဲရေဥပိုင်ပကပတွေဒူဝံအဖွဲ့တွေရှုဖို့ခဲအမှတ်သုံးတက်ဖွဲ့တွေခင်ဦးအမှတ်25တရင်ဒဇယ်နဲ့တော်ရင်ရစွေဂျာမက်ပက်ခိုင်းလဲတဲ့အချိန်မှာဂျာဖက်စစ်ခွေးတက်ရဲ့တမ33ဘူဟာမူကြီးငရဲ့ပြည်ကိုရောက်သွားတဲ့အကြောင်းဖော်ပြထားတာဖြစ်ပါတယ်။လမအကြီးကြီးတွေထောင်ပေးခဲ့ပါလို့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါက စကြောင်းတစ်ကြောင်းတော့နောက်ထပ်ရှယ်ပလန်နဲ့အတကုံတီးလိုက်တဲ့ဖြစ်စဉ်လေးလည်းဖော်ပြခြင်းတယ်ဗျစကြောင်းတစ်ကြောင်းလုံးပေါ်မကူရေမရှူစတန်ပေါ်မကူရေမရှူစတန်ဆိုတော့ပါမန်ကြားရမယ်တူရင်ကိုရင်မင်းလားကွာငါလားကွာတိုက်တာလားစဉ်းစားစရာတော့ရှိတယ်မဟုတ်ပါဘူး အကြောင်းတကြောင်းလုံးနဲ့ပေါ်ရမကူရေမရှိဘူးစတန်းအလံဖြူတောင်လည်းနဲ့ချလိုက်ပါတယ်။အာကတက်တော့အေးရထုတ်ပြန်ကျညာချက်ဓမ္မတွေကိုညီတော်ဆိုရင်ကျွန်တော်တယ်ဂရမ်မှာဖော်ပြနေကြဗျာ။ဒီရပါကျွန်တော်ပြာကျွန်တော်ခွင့်လွှတ်ပေးပါနားလည်ပေးပါတောင်းမှန်ပါတယ်။ကျွန်တော်တယ်လီဂရမ်အဲအဲဒါလေးဖြစ်သွားလို့ဗောနော်။မဟုတ်ရင်တော့တယ်လီဂရမ်မှာကျွန်တော်တို့အရင်လိုပေါ့ဗျာကွန်မန့်တွေရေးပြီးတော့ကျွန်တော်တို့ဝါဟာဟာလုပ်နေကြဗော။ဟုတ်ပြီ။ဆိုတော့အဲ့ဒီသတင်းကိုမပြောပြောချင်ပါကျွန်တော်ပြောချင်တာကအရကတက်တော့အေးရသတင်းထုတ်ပြန်လိုက်တဲ့အချိန်မှာ ဓမ္မုံนี่ကြည့်လိုက်ပါအာကောင်းကောင်းမုံမုံပဲမသိရင်မိုးချိုးပြီးတော့မှဓမ္မုံရိုက်တယ်လို့မျိုးပဲဒါပေမဲ့စစ်မြေပြင်မှာအရကတက်တော့အေးအရှင်ဖမ်းမိတယ်ဆိုရင်ဘယ်လိုလုပ်လဲသိလားကျောင်းမိသားစုသိကြလားကျောင်းတချင်းလေးနည်းနည်းဆိုပြကျွန်တော်အတန်မကောင်းဘူးပြကျွန်တော်ကဂီတစဆိုဘောနော်ဂီတကိုစလို့ဆိုရဲဆိုပြီးအချို့ကျွန်တော်တော့ပြောကြတယ်ခွေးကလေးကိုကျိုးနေဆွဲကခေါ်သွားမလား အာကတတောအေးကလက်ပြန်ကျူတုတ်တန်းစီပြီးအကုန်မမင်းလိုက်နိုင်လားမလိုက်နိုင်ဘူးလားမလိုက်နိုင်လည်းနေခဲ့လို့ရတယ်နော်ကိုတွင်းတော့ကိုတူးပေါ့ဗျာဟုတ်ပြီဒါကြောင့်ပေါ်ဘကူရေမရှိဘူးစတန်လမ်းဘီဘောင်လက်နဲ့ချလိုက်ကြတယ်အကျန်းဖက်စစ် ခွေးတက်ရဲ့စတန်ဒတ်အာမီချင်းကြတက်ကြီးအကြောင်း ဒါပတ်တက်မှာဖန်စီရမိခဲ့တဲ့စစ်တုံးဘန်းတွေရဲ့မျက်နှာကိုလည်းပဲကျွန်တော်ရဲ့မိသားစုဝင်တွေကြည့်တာကျွန်တော်အရှိမပြောဦးစားကျွန်တော်ဖမ်းမိရင်ဟာကျွန်တော်တို့ကပါစာပါမသိပါဘူးကျွန်တော်ဖမ်းမိထားတဲ့စစ်တုံးဘန်းထဲမှာဆိုရင်အသက်၁၈နှစ်တောင်မပြည့်သေးတဲ့ခြားသိပ်တွေပါတယ်အိုးကိုဘွားကိုကိုလန်းကိုရွေးကြတယ်ခုတော့ပြည်သူရဲ့မေတ္တာစုနေပြီ ပြီးတော့သူတို့ဘက်ကအာသူတို့စစ်နိုင်နေတာသူတို့တွေတော့ဟောအခုရေကောက်ပွဲကြီးကလည်းမကြခင်ကျင်းပအောင်မြင်တော့မှာအဲ့တော့ရေကောက်ပွဲကျင်းပပြီးသွားပြီငါတို့ရဲ့အစိုးရကြီးကဘလိုမျိုးကဘာကြီးကအတိမပြုတ်ပြီးတော့ဘလိုမျိုးတရားဝင်ဖြစ်လာမယ်ဆိုတော့ဒီအကြမ်းဖက်တွေငါတို့ဘလိုနှိမ်နေမယ်ငါတို့လက်ရှိချိန်မှာလည်းပဲစစ်နိုင်နေပြီမင်းတို့တိုက်မင်းတို့တိုက်ရှေ့ရောက်ကုန်သေးတာပဲကျွန်တော်ပြောတာမှားလားကျွန်တော်မိသားစုလား မှိုင်းဝင်ညင်းလို့ရတယ်ကျွန်တော်ဒါဆိုဒါအာရခတ်တတ်တော့ AI ထုတ်ပြန်ကြီးညာထားတာဗျာဓာတ်ပုံနဲ့တကွာမကြခင်မှာအင်တာဗျူးတွေလာအောင်မယ်နော်ကျွန်တော်မိသားစုဝင်တွေဟုတ်ပြီပြည်ထဲမှာရှိနေကျွန်တော်မိသားစုဝင်တွေကျွန်တော်ဗီဒီယိုကြည့်နေသူတို့တော့စိတ်စိတ်မရှိခြင်းစရာပေါ့နော်အင်တာနက်လိုင်းတွေကြာနေတယ်ကိုရှာရဲတဲ့အဝိုင်းကြီးကလဲနေတာဟုတ်ကဲ့ပါဒီကောင်တွေရှိနေသေးရတော့ကျွန်တော်တို့တနိုင်ငံလုံးဘွတ်လဲနေမှာပဲကျွန်တော်မိသားစုဝင်တွေဟုတ်ပြီလက်နဲ့ချဖန်းစီရမိတဲ့သူ90နဲ့တယောက် ဲ့ဒါစရင်မရှိသေးရယ်နော်စရင်မရှိသေးဒါဟာအရှင်နော်အချို့အဆင်မပြေတာတွေအများကြီးလမ်းပေါ်မှာကြိုင်ခဲ့တာတွေအများကြီးရှိတယ်ကြိုင်မိသားစုတွေသဘောပေါက်မှာပါဆိုတော့ကပ္ပစာ6နဲ့လီလာတောင်အနီး30ဦးနေရီကံမှာတဦးအီအာဝီတိုင်းထဲမှာ40ဦးရှိတယ်လို့အားကတက်တော့အေးရထုတ်ပြန်ခြင်းညာဟာအီအာဝီသားတွေရင်ခုန်သွားပြီနော်ကျွန်တော်ပြောပြီးသား သူတို့တွေကျွန်တော်တို့မန္တလေးကိုဖိချင်တယ်မန္တလေးကိုဖိရင်ကျွန်တော်တို့ရန်ကုန်ပဲခူးအေရာရီကကြွမှာလို့ကျွန်တော်ပြောပြသားကျွန်တော်မိသားစုနေလက်နဲ့ခဲရင်ကျွန်တော်တို့အစင်သိမ့်မယ်အန်အော်ဘကောင်းတယ်နော်ဟုတ်ပြီအခါတည်းရန်ကြရင်ပြသူတို့ကစစ်နိုင်နေတယ်သူတို့အောင်မြင်နေတယ်သူတို့လက်ရှိတိုက်ပွဲတိုင်းမှာအောင်မြင်နေတယ်ဘာညာဆိုတော့သူတို့ဘက်ကလော်ပြီးတော့အော်လာလဲကောင်းတယ်ပြကျွန်တော်တို့တက်ပြင်ဆင်ရင်ရတယ်ကျွန်တော်တို့တက် အေးစစ်စစ်တုတ်လို့ရတယ်ဗျာအခုအဲ့ဒီအခြေအနေလေးတွေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်အဲ့ဒါတော့အေးဓမ္မလန်နဲ့ချက်သူတွေအပါဝင်ဖန်စီခံရတဲ့သူတွေ80နဲ့တူဘကိုတိုင်းပက္ကဆာ16နဲ့လေတာတောင်မှာရှိတဲ့ကောင်တွေနဲ့ပြီးတော့ ARE တာပေါင်းနဲ့၄မျက်နှာမြို့နယ်မှာအကောင်40အဲ့တော့အကောင်100နီးပါးတရင်မှာဖော်ပြထားတယ်မြင်လို့မရဘူးเนาะကျွန်တော်ရဲ့မိသားစုဝင်တွေ ULA A ကထုတ်ပြန်ကြေညာတာဟုတ်ပြီ အဲ့ဒီထုတ်ပြန်ညင်ညာချက်တွေကိုကျွန်တော်နည်းနည်းလေးအသေးစိတ်လေးဖော်ပြမယ်ကျွန်တော်မိသားစုစိတ်ရှည်ပေးပါဆိုတော့အတူရဲ့နေရွေးဒီမှာဆိုရင်2025ခုနှစ်နိုဝင်ဘာ8 9 10ရက်နေ့တွေမှာပါကာစာ16အနီးတက်ပွဲတွေမှာဂျန်ဖက်စစ်ခွေးတက်ကစကကခ10လောက်ခံခမာယာ36တင်နဲ့ခမာယာ363တိုင်ကအလံဖြူထောင်တက်ပြေးလက်ရဖန်းစီရမိသူစုစုပေါင်း16ဦးတက်ပြေးတော့ပါသေးရနော်မကောင်းတက်လို့ထည့်ထားတာထင်ပါတယ်ဒါပြင် အခြားသောစစ်မြေပြင်ကုမှာဆိုဘကိုးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးကျေးရွာရှေ့ဘက်မီတာ2500กว่าမှာရှိတဲ့လေတာတောင်ပဝင်းကျင်အနီးတိုက်ပွဲအတွင်းမှာ2025ခုနှစ်နိုဝင်ဘာ8ရက်9ရက်တွင်မှာဂျန်ဖက်စစ်ခွေတက်ကကောင်းလေကစားကခါတစ်ဆက်လက်အောက်ခံခမရ368တရင်တစ်ခုတည်းမှာလမ်းပြူထောင်တက်ပြေးဖက်စစ်ရမိတဲ့သူစုစုပေါင်း10ဦး95နိုဝင်ဘာ9ရက်နေ့ဘကိုးတိုင်းပထောင် ကမ္ဘာစာ16အနီးမှာရင်ဆိုင်တိုက်ပွဲအတွင်းမှာပဲဂျမ်ဖတ်စစ်ခွေးတက်ကခမရ363တရင်ကဂျမ်ဖတ်စစ်ခွေးတက်အကောင်၄ကောင်လက်ရဖန်စီအရှင်မိတယ်ပေါ့ဗျာအလားတူ2025ခုနှစ်နိုဝင်ဘာ8ရက်နေ့နက်9:35မိနစ်အချိန်မှာနေ့အကန်ဗျူဟာဂုံးကနေပြီးတော့ကစင်ကလေးဟဟိုလိုလိုဒီလိုလိုဟိုပြေးတီပြေးလုံနေတဲ့ကောင်လေးအမှတ်ကိုစစ်မြေပြင်စေးတက်ရင်ခိုလံအခြေဆိုင်တက်မှာကိုပိုင်အမှတ်ပစ တနှစ်ခွန်ငါသုံးချောက်ဒုတကြက်မျိုးမင်းထောင်းအကတတော်အေထံလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်းထည့်သွင်းဖော်ပြချက်မှာတွေ့ရပါတယ်။နောက်၂၅အောက်တိုဘာ3နိုဝင်ဘာ9ရက်နေ့ဒီမှာတာဝီအေယာဝီတာပေါင်းမြို့နယ်တာပေါင်းကျေးပါလင်းနယ်လင်းမြနာမြို့နယ်ဆက်ဆက်ယူ ချင်းလက်ကြေးရအနီးပတ်ဝန်းကျင်မှာပွားခဲ့တဲ့တိုက်ပွဲတွေတုန်းကဂျမ်းဖက်စစ်ခွေးတက်ကကောင်တွေကအရခတ်တက်တော့အေအေနဲ့ပွားတက်ဖွဲ့ဝင်နေဟေ့ဆိုတာနဲ့ပွားမကူရေမရှူစတန်းလှည့်ပြေးရင်းနဲ့ဖန်စီရမိထားတဲ့ကောင်တွေပြီးတော့ပေးမှကြောက်လို့နောက်ဆုံးအခြေအနေမှာလက်နဲ့ချတဲ့ကောင်တွေစုစုပေါင်းအကောင်၄၀ကျွန်တော်တို့တနာပါကျွန်တော်တို့ကအဖေ ဖေအမေတွေကိုလှုပ်ချလှုပ်ကျွေးနေတဲ့သူတွေပါကျွန်တော်တို့ပါစာပြည်သူစစ်ရောင်းစားခံရတာပါဆိုတော့အဲ့ဒီအဲမှာအသက်16 18နှစ်တောင်မပြည့်တဲ့ကောင်တွေလည်းပါပါတယ်ဆိုတော့ကျွန်တော်တို့ခမရ4ခမရ5ခမရ6ခမရ10ခလာရ35ခလာရ80အစရှိတဲ့တမ66လောက်ကန်တရင်နောက်တိုင်းစစ်တာလာကြပသိန်လောက်ခန့်တရင်ဖြစ်တဲ့ခလာရ63အိမ်မဲခလာရခွန် နှစ်ခွန်တဲ့ပသိန်းစတဲ့တရင်တွေကထပြေးလာတဲ့ကောင်းလေပြီးတော့လက်နက်ချလင်းဝင်တဲ့သူတွေလည်းအများပြားရှိတယ်လို့လည်းသူတို့ရဲ့ဖော်ပြချက်မှာတွေ့ရတယ်။နေ့စဉ်ရက်ဆက်ပြင်းထန်တဲ့တိုက်ပွဲတွေကြားထဲမှာအရပတ်တော်အင်းနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကိုရှင်းပြိုင်နိုင်စွမ်းမရှိတော့ချမ်းဖက်စစ်ခွေးတက်ကကောင်းတွေဟာနေတိုင်းနေတိုင်းအလင်းဝင်နေတဲ့နေတိုင်းနေတိုင်းအလံပြူတောင်းလက်နက်ချနေတဲ့ဆိုတာကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ကသိစေခြင်းလို့အသေးစိတ်ဖော်ပြခဲ့တာဖြစ်ပါတယ် ဘာကတတော်အေးရထုတ်ပြန်ညညာချက်မှလည်းအဲ့လိုပဲပြောတာလားရှင်းပြိုင်နိုင်စွမ်းမရှိတော့တဲ့ဟွန်းရှုပ်ကောင်းလိုက်တာဗျာကိုမျက်နှာကိုလှီးလှီးလိုက်လို့ရတယ်ဟာဟိုဘက်မှာတော့မြန်မာနိုင်ငံတွင်းထဲမှာရှိတဲ့အမှုပညာရှင်တွေကိုခေါ်အကုန်ခေါ်ပြည်သူကိုချင်းကျွေးဂျင်းတုတ်တွေတိုက်အဲ့တို့ရဲ့တို့ရဲ့ရောပါရေကောက်ပွဲကြီးပေါ့ဗျာဒါပေါ့တခဲနဲ့ ဝင်းရံဖို့တခဲနဲ့ပါဝင်ဖို့ဆမမဲတွေပေးဖို့ပြည်သူကအစာကလေးကလက်မခံတာခုထိလည်းလက်မခံဘူးကျွန်တော်မနေ့ကပြောတော့ရှင်းအောင်ရှင်းသေးပြက်လက်ပြက်သားကျွန်တော်မိသားစုနေဟုတ်လားတခင်ခိုင်းတဲ့အတိုင်းလုံနေရတဲ့ခွေးလူပဲသူတို့ညနာတွေကိုကြည့်လူသေးကောင်းတွေကိုစကားပြုတ်ခိုင်းနေတယ်လို့မျိုးကျွန်တော်စောင့်နောက်တဲ့ပုံစံလေးနဲ့တော့ပြောပါသေးတယ်။အော်မပြုံးတက်ဘူးလားမသိဘူးလေမပြုံးတက်ရေပေါ်ရှန်လေးတင်ပေးမယ်။ အချို့တွေမိတ်ကပ်တောင်လူးမလာဘူးနော်မိတ်ကပ်မကြိုက်သူများပေါ့ဟုတ်ပြီအလင်းဝင်တယ်ဖန်စီရမိတယ်အရှင်ရတဲ့ကောင်တွေဟာတဲ့ဒီနောက်25အတွင်းထဲမှာဂျမ်ပါစစ်ခွတ်တဲ့အတရားတော်မှစစ်မှုတန်းပေါ်တာဆွဲခံရတဲ့စစ်တင်တဲ့စင်းတွေဖြစ်ပါတယ်လို့သူတို့ရဲ့ပြောဆိုဝန်ခံချက်တွေမှာအများဆုံးတွေ့ရတယ်ကျွန်တော်ဖန်စီရမိတော့ဒီလိုပါပဲအချို့အားတဲ့တက်ဆက်နှစ်တော့မပြည့်တဲ့သူတွေပါတယ်ထပ်တန်းကြောင်းတတ်နေတဲ့ចောင်းသားတွေဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားဖြစ်ပါတယ် ဒီကောင်တွေနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာရကတ်တော့ A နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်နေစစ်တုံးမှန်ဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်းဖော်ပြချက်မှာတွေ့ရတယ်။ဒါအပြင်အခုအချိန်မှာမြည်တော့မှရှင်ပြိုင်နှိုင်းစမ်းမရှိတော့တဲ့ဂျမ်းဖက်စစ်ခွေးတက်ကကောင်တွေရကတ်တော့ A A နဲ့ကျွန်တော်တောင်းတပ်ဖွဲ့ဝင်တွေစီမာလာရောက်ပူးပေါင်းဖို့ဖိတ်ခေါ်နေစေဖြစ်တယ်လို့လည်းသူတို့ရဲ့ဖော်ပြချက်မှာတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီကျွန်မမိသားစုဒီနေ့ကတော့ share plan ပဲအားရနဲ့တက်မယ်လို့လည်းကျွန်တော်မျှော်လင့်တယ်